တရားတွေအဲ့ဒီလိုချင်စရာနှစ်သက်စရာမြတ်လို့စရာကောင်းတဲ့တရား10မျိုးမြတ်စွာဘုရားဒီတုတ်တံမှာဟောပြထားတယ်အဲ့ဒီလိုလားအနှစ်သက်အမြတ်လို့အပ်တဲ့တရား10မျိုးကိုဘလို့အကြောင်းတရားတွေကြောင့်ရနိုင်တယ်လေဘလို့အကြောင်းတရားတွေကြောင့်အဲ့ဒီလိုလားအနှစ်သက်အပ်တဲ့အရာတွေဟာပျက်စီးသွားနိုင်တယ်လေဆိုတာလေးကိုမြတ်စွာဘုရားကအကြောင်းအကျိုးလေးပြပြီးတော့ဟောထားတယ် အထူးသဖြင့်လူငယ်ပိုင်းလူလက်ပိုင်းအတွက်ရည်ရွယ်ပြီးတော့ဒီဒေသနာလေးကိုအရင်တို့ပြောပြပါဘလို့ကြောင်းတရားတွေကြောင့်လူချင်းစရာနှစ်သက်စရာမျက်နှိုးစရာကောင်းတဲ့တရားဓမ္မတွေရရှိသွားနိုင်တယ်လေဘလို့ကြောင်းတရားကြောင့်လူချင်းစရာနှစ်သက်စရာကောင်းတဲ့အရာတွေဟာပြည့်စည်သွားနိုင်တယ်လေဆိုတာလေ လောကရဲ့အကောင်းအဆိုးသဘာဝတရားတို့ရဲ့အကြောင်းအကျိုးသဘောလေးတွေကိုမြတ်စွာဘုရားပြောထားတာကိုဖြစ်ခြင်းတိုင်းဖြစ်တယ်ကိုရခြင်းတိုင်းရတယ်ကိုဖန်တီးခြင်းတိုင်းဖန်တီးလို့ရတယ်သဘာဝတရားတွေမဟုတ်သူ့အတူအကြောင်းအကျိုးသဘောတိုင်းသွားနေတာပေါ့နော်ဘာလို့ရင်ဘာဖြစ်မလဲဆိုတာကိုသိတာဟာအလွန်တရာမှတန်ဖိုးရှိတဲ့ဉာဏ်ပညာပဲ ခုဒီသုတ်တန်ထဲမှာမြတ်စွာဘုရားကဘလို့လို့ရင်ဘလို့ဟာတွေဖြစ်လာနိုင်နေရလာနိုင်နေဆိုတာကိုအတိအလင်းပြောထားတာရွှေတို့ငွေတို့ကိုဒီကြပေါ့ဖြစ်စီနိုင်တဲ့နီးဝမြန်ရမယ်ဆိုရင်တော်တော်တန်ဖိုးထားကြမယ်နော်ဟုတ်တယ်မဟုတ်လားအခုဒီမှာမြတ်စွာဘုရားကလိုလားအနှစ်သက်အမျက်နှုတ်အတဲ့အရာတွေနဲ့ပြည့်စုံခြင်းလို့ရှိရင်ဘလို့အကြောင်းတရားတွေနဲ့နေထိုင်ကြရမလဲ ဒါတွေပျက်စီးမသွားအောင်ဘလို့ကြောင်းတရားတွေကနေပြီးတော့ဥယျာဉ်တို့ကာဝယ်ဆောင်ရှောက်ပေးရမလဲအဲ့ဒါကိုမြတ်စွာဘုရားစနစ်တကျဟောတာအဲ့ဒါလေးကိုပေးသက်ပေါင်းသူတော်ကောင်းတို့နာယူမှတ်သားကြည့်ရနော်တတိမေဘိခဝေဓမ္မအိဋ္ဌာကန္တာမနာပါဒုံလဘလောကသမိန်တဲ့ယဟန်တို့တဲ့လောကကြီးမှာအိဋ္ဌလိုချင်စရာကောင်းတဲ့ကန္တာနှစ်သက်စရာကောင်းတဲ့မနာပါစိတ်နှလုံးကို တကယ်ကိုပဲရှင်ပြုံးသွားစေနိုင်တဲ့တရား၁၀မျိုးဟာလောကသမေဟောဒီလောကကြီးမှာတုံးလပါရာခဲတယ်တဲ့တက်တက်ဆရာကောင်းတဲ့တရား၁၀မျိုးဟာလောကမှာရာခဲတယ်တဲ့ကတမေတသတဲ့ဘယ်ဆယ်ပါတော့နဲ့မြတ်စွာဘုရားကိုလိုတိုင်းသူ့အတူမေခွန်းထုတ်ပြီးဖြည့်မှာဟုတ်လားဘောကအိဋ္ဌကန္တာမနာပါတုံးလပါလောကသမေအိဋ္ဌလိုချင်းဆရာကောင်းတဲ့ကန္တာနှစ်သက်ဆရာကောင်းတဲ့မနာပါစိတ်နှလုံးကိုရှင်ပြုံးစေတတ်တဲ့ ဘောဂစီးတင်ဥစ္စာတို့နဲ့ပြည့်စုံခြင်းဆိုတာလောကသမေဟောဒီလောကကြီးမှာတုံးလပါရခဲ့တယ်။နံပါတ်1ရခဲ့တဲ့တရား။စီဝါရင်နဲ့ပြည့်စုံခြင်းတဲ့။ဒါလောကီလိုလေးပါပြောတာနော်။နောက်နံပါတ်2ရခဲ့တဲ့တရားကပါတော့ဝန်တော့အိထောကံတော့မနာဘောတုံးလပါလောကသမေ။နှစ်သက်စရာကောင်းတဲ့မျက်နှိုးစရာကောင်းတဲ့ရုပ်ရည်အရှင်လှပတင့်တယ်ခြင်းဆိုတာလောကမှာရခဲ့တယ်တဲ့။ နောက်နံပါတ်3ရခဲ့တဲ့အရာကြတော့ပါပြောထားတော့အာရောက်ကြံအိဋ္ဌံကန္တမနာပံဒုံလပံလောကသမိအနာယောဂကင်းရှင်းတဲ့အဖြစ်နော်ကျမကြီးကောင်းတာပြောတာဒါလည်းပဲရခဲ့တယ်နောက်နံပါတ်4ကသီလံအိဋ္ဌံကန္တမနာပံဒုံလပံလောကသမိကိုချင်းသီလဖြူစင်ခြင်းဆိုတဲ့အဖြစ်ဟာလည်းပဲလောကမှာရခဲ့တယ်တဲ့နောက်နံပါတ်5ကြတော့ဗြဟ္မစရိယအိဋ္ဌံ